ရှိတဲ့ဝင်ရဲ့အမည်မှဲ့ခေါ်ပုံတဝဲဒေတာမှာအခြားနေရာဒေတာတွေနဲ့မတူညီတဲ့ရင်ကျေးမှုဒိလိထုံးစံတွေရှိပါတယ်။ရှေးခေတ်ကဆိုရင်ပိုးလို့တောင်ထင်ရှားပါတယ်။အခုနောက်ပိုင်းမှာတော့ရင်ကျေးမှုဒိလိထုံးစံတွေကရောရှက်လာပြီးအချို့ဆိုရင်ပျောက်ကွယ်အချို့ဆိုရင်ပျောက်ကွယ်လူနေပါဖြစ်နေပါပြီ။အများစုသတိမပြုမိပဲပျောက်ကွယ်လူနေပါ ဖြစ်နေတဲ့ဒိလိတစ်ခုကတော့အမည်မှဲ့ခေါ်ပုံပါ။တဝဲတွေကိုယ်တိုင်ကအဲ့လိုနာမည်တွေမှဲ့ရတာကိုဂုံမယူတော့တာ။ ခင်မမီဘူးလို့ထင်တာကြောင့်ထင်ပါရဲ့လမ်းမဆက်သွေးကြီးကောင်းမွန်လာတာပြောင်းရွှေ့ခြေချနေထိုင်သူတွေများလာတာကြောင့်ရောဆက်ဆက်နေမလားသေချာအောင်သူတေသနာလုံးမရမယ်ထင်ပါတယ်လူတယောက်ရဲ့အမိကိုကြားလိုက်တာနဲ့အဲ့ဒီလူဟာတဝဲသားတဝဲသူတယောက်လို့သိနိုင်တဲ့အမိမျိုးပါဘိုးလွန်သားဘာတိတင်ခေါ်ဘာသိန်းတင်ကြာတိမဲဒုံစုကံလွန်တင် ိုတီစီတွန်စတဲ့အမည်တွေကတော့အမျိုးသားတွေမှာမှတ်ခေါ်လေးရှိတဲ့အမည်မျိုးတွေပါအမည်ရှိမှာဥထည့်နိုင်သလိုနော်ရီးလို့လည်းထည့်ခေါ်ပြောလေးရှိပါတယ်ဥပမာရီးဘိုလွန်တာဥပတိတင်ရီးကြတိဖိုးစီတွန်မြတိမေပိုတီလုံးမေပုန်ကြီးညီတင်တိတ်တင်ညီမေ သွန်စီညာကြီးစတဲ့အမိတွေကတော့အမျိုးသမီးတွေကိုမှတ်ခေါ်လေးရှိပါတယ်။အမိရှေ့မှာဒေါ်ထက်ခေါ်သလို မဲလို့လည်းထက်ခေါ်လေးရှိပါတယ်။ဥပမာမဲမြတီမေမဲပူတီမဲလွန်တင်မဲစီသွန်မဲညီမေဒီလိုအမိမျိုးတွေကိုတဝဲသေးတာအတွင်းကရှေ့ခက်လက်ရာစီဒီပထိုးတွေဖះเจ้าကံတွေရဲ့အလှူမတန်းတွေမှာတွေ့ရတတ်ပါတယ်။ အထူးသဖြင့်တော့ဒဝဲမြို့ပေါ်မဟုတ်ပဲဒဝဲနယ်ဘက်ကျေးရွာတွေမှာပိုပြီးတွေ့ရတတ်ပါတယ်။မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ဒဝဲအငွေ့သက်ပါတဲ့အမည်တွေရှိရင်လည်း comment လေးမှာရေးပေးသွားကြပါအောင်နော်။